ကျင်းတော့နားထောင်တော့အရေးကြီးတာလေနားထောင်ပြီဝိုက်ပြောတယ်မလို့ပါနဲ့26ကျင်းဟုတ်တယ်။တပြင်းမစပြင်မပေးနဲ့အတင်းတော့ပေါ်မယ်ဖြစ်တော့တက်တော့ခွေးဒီဆိုတာတန်းဆက်သွားပြီ။အဲ့လောက်တက်ကနေပြီးတော့သူ့မှာတာဝန်ရှိတယ်ကျွန်တော်လည်းဖွဲ့စည်းမှုချင်တာဦးရအောင်တက်ကဘုရားထင်ပြတယ်။ဟာဒီလူပြာယောက်ျားအောင်မလို့ဘဲတယ်ပါရီကြီးပဲပါဇက်ကဗျမ်းမတန်မဟုတ်မမှန်စကားကိုပြောရဲတာသူ့လိုပါတီတစ်ခုရဲ့ဥက္ကဋ္ဌတယောက်နေမယ်လူကြီးလူကောင်းနေရာမှာမနေဘဲနဲ့ဘာဖြစ်တယ် မဟုတ်ကောင်းကစကားကိုပြောပြီဆိုတဲ့ကလူကြီးလူကောင်းဖြစ်လို့မရတော့နော်ကျွန်တော်ပြောပြမယ်မေးကြည့်ပါဟုတ်လားမဟုတ်လားနဲ့ကြီးနဲ့ပြစ် drone နဲ့ပြစ်လေနဲ့ဘုံကျဲစစ်ကိုခေါ်စစ်လာတာပေါ့မင်းတို့ကစစ်ခေါ်ခြင်းရောအခုတော့ဒုက္ခရောက်ပြီမလားဓမ္မကြီးငါတို့အောက်ထုတ်တဲ့ data မှာအေးချမ်းနေတယ်ပညာမဲ့စကားတွေကိုပြည်သူတွေကိုရိုက်တွင်းတာဝါဒဖြန့်တာအမှန်တမ်းနားမအောင်လို့ဟုတ်တယ်လို့ပဲဒါမှမဟုတ်တတိယစာကြည့်လိုက်ဒီဒီတော်လိုင်းရဲ့ဘက်ချမ်းမှာစစ်ဖြစ်နေတာဒီဘဒူတော်ဖြစ်လို့လေဒီစစ်တပ်ကတွားဖြစ်လို့ဟိုမှာစစ်နေပြင်ဖြစ်တာ ဒီစစ်တပ်ရှိတဲ့ဒေတာမှာစစ်မြေတွေမဖြစ်တာဒီဘသူကလာမပစ်လို့လေဟဲ့ဒီဒေါ်လန်ရေးဘွက်တွေကမပစ်လို့အဲ့ဒါအပြင်းရှင်းနေတယ်ဒါလည်းတလူစူးစမ်းတော့မယ်အစွမ်းကုန်ဟမ်ဆုံးချက်တွေလည်းမရှိကြဘူးတော့ဟာတကယ်ပဲပြောတာအရင်ကကရောက်စစ်သားဆိုတာလေယောက်ျားရင်မာကြီးတွေထင်တာဗဲဂျော်လကီးတွေပဲဒီနေ့ကစစ်ဖို့ကြုတ်ပြီဟာမလောင်းမလဲပြောတဲ့မိမရှာတွေဟမ်အဒီလူတွေတကယ်မိမရွှင်နေအားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီကနေ့မှာတော့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ထိပ်ပိုင်းကောင်းဆောင်တဦးဖြစ်တဲ့ဦးခင်ရီရဲ့ထုတ်ဖော်ပြောဆိုမှုတွေအပေါ်ကိုစီးရဲ့ပြန်လည်တုံ့ပြန်လိုက်တဲ့ရုပ်တံမှတ်တမ်းကိုဒီမှာတင်ဆက်ပေးလိုက်ပြီးမို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ဒီမှာစစ်ဘိုလ်ရုတ်ရည်ရည်မလုတ်ရဲတာဘာမှမရှိသလိုမျက်နှာမပြောင်ရဲတာဘာမှမရှိဘူး။အခုလက်ရှိကျန်းဖို့ပါတီဥက္ကဋ္ဌတောင်းယူလာတဲ့ခင်ကြီး။နောက်ပွိုက်ကတ်ခင်ကြီးဆိုရင်အားလုံးတည်တဲ့အတိုင်းလက်ပတ်နေတဲ့စွမ်းအရှင်တွေကိုမွေးခဲ့တာလည်းခင်ကြီးပဲ။ပွိုက်ကတ်တွေထုတ်ပြီးတော့ဘင်္ဂါလီအရေးမီးစပြိုးခဲ့တာလည်းခင်ကြီးပဲ။နောက်ထပ်နောက်ထပ်ပြောမှဆိုအများကြီးပဲပြထားမှာ။အခုမှဘာလို့လဲဆိုတော့ရိုက်ကူးရင်အဲနေပြည်တော်ကလည်းအဲသူ့ရိုက်ကူးလို့ပြနေတဲ့လူတွေခါကျွန်တော်ကျွန်တော်ဘယ်ခွန်ဝေးရတာကျွန်တော်ကြားတယ်။ရိုက်ကူးရင်အဖွဲ့ကိုတီးတန်းလုပ်ပြီးတော့ Facebook မှာ YouTube မှာ ရိုက်ကူးရေးတွေလောက်ပြီးတော့ဝါရဖြန့်ဒါပေမဲ့သူတို့မသိတာကဒီနေ့ထက်ပြည်သူတွေကသူတို့ကလေသူတို့သူတို့ပဲတိုင်းပြည်အောက်ချောက်ကျူးလို့ခံစားနေတယ်သူတို့လောက်ပြည်သူတွေကဘာမှမတည်ဘူးလို့သူတို့ထင်ထားတယ်အဲ့ဒီတော့ပေါက်ကရတွေကိုပြည်သူတွေကိုရုပ်တည်နေပြောရင်ပြည်သူတွေကယုံရမယ်လို့ထင်တယ်အခုဒီမှာကြည့်လိုက်နော်ဒီမှာကြည့်ပြောရတဲ့စကားတစ်ချက်ကြည့်ပါပြီးကျွန်တော်တို့ကိုမှတ်ထားတဲ့ comment တွေမှာကျွန်တော်ဖတ်ကြမယ်နော်မကြည့်ရနားထောင်ပြီးပါကဲလို့ပြောလို့ရတယ်ကမခံစားရတဲ့မျိုးပေါ်လာတယ်။အဲဒီတော့အဲ့ဒီမျိုးကတက်တာကြည့်စမ်းမှာဟုတ်တယ်လား။ဒီမှာတွေ့ရရှာပဲ။ တကယ်ကြည့်နော်တကယ်ကြည့်နော်သူတို့ပြောတဲ့စကားတွေနော်အဲ့တော့ဒီလူတွေမသိလို့ရှိရင်တကယ်ပဲပြည်သူပေါ်ကိုဟိုမေတ္တာရှင်ကြီးဒီဥနာရှင်ကြီးပုံစံမျိုးဟမ်ကြည့်ကဲပါလေလုံလုံချုံချုံရှိတယ်နေရာကြီးရောက်လာတဲ့ကြောင်ဝန်တာလေးဒီလိုဝန်တာဟုတ်ကဲ့တော့ချစ်ခင်တဲ့ကဒီပါကိုဆုပေါ်လာတဲ့ကြောင်ဘုံတော့ပါလို့ရှိတာနော်ဒီကတူကိုကျစားပါဒါကတော့ခံစားရတဲ့မျိုးပဲအဲ့တော့ဆုံးကပြောလို့ဘာတော့ဒီဝောက်ရောက်ပါတယ်တက်စင်းစားကြည့်အဲ့တော့၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှတ်မိရလား ဒီတော့ပဲမတိုင်မီအချိန်လုံးကသူတို့ရေးချတယ်ဗျာဘယ်တရားတော့မရကလူတိုင်းကလို့မရကရတယ်သူတို့ကြောင်းပြောတွေ့တယ်ကျင်းတော့နားထောင်တော့ရေးကြည့်တာမျိုးနားထောင်ကြည့်ရတယ်တန်တဲ့အပ္ပအန္တရာယ်ဆိုတာမရှိတော့ပါနဲ့အေးအေးချမ်းချမ်းနဲ့တော့ကျွန်တော်နိုင်ငံကြီးရဒီတော့တက်ပေါင်းများတော့ဖြစ်ကြည့်ပါလေအချင်းချင်းတော့လည်းနောက်နေ့ဒီတော့ပဲကာလာမှာအဲ့တော့ဒီညမှာတောင်းရှိတဲ့နိုင်ငံတော်ဝစီရဲ့နော်ကျွန်တော်နိုင်ငံကြီးပါတီရဲ့ဒါရီကညနေနိုင်ငံတော်ကြောက်ဘူးတန်တဲ့စစ်စစ်မှုဂျိန်းပန်များတော့တောက်ပါတယ် ်ဘုရားလည်းပဲအဲ့ဒီတော့အာနာရှိတဲ့ဖွဲ့စည်းရတယ်မှာကလည်းကြတယ်အတင်းအာနာမှာတက်တော်ဖွဲ့လို့လုပ်တယ်ဟာဒီလူကရောက်ချမ်းအောင်လို့ဘယ်နဲ့ဖာရေကြီးပဲပါဇက်ကဗယံမတာမဟုတ်မမှန်စကားကိုပြောရဲတာသူ့လိုပါတီတစ်ခုရဲ့ဥက္ကဋ္ဌတယောက်နေမှာလူကြီးလူကောင်းနေရမှာမနေနဲ့နဲ့ဘာဖြစ်လဲမဟုတ်ကောင်းကစကားကိုပြောပြီဆိုတော့လူကြီးလူကောင်းဖြစ်လို့မရဘူးเนาะကျွန်တော်ပြောပြနေကြည့်ပါဟုတ်လားမဟုတ်လားရွေးကောက်ပွဲမှာမဲလိုက်မဲဖို့မဲမှာစတဲ့ဖြစ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့အဲ့ဒါတစ်ခုခုရှိလို့ရှိရင် တ်ထားတဲ့ရွေးကောက်ပွဲဘဲမဲဆန္ဒနယ်မှာမဲတွေမဲခိုးမှုဖြစ်တာလေဘဲမဲဆန္ဒနယ်မှာမဲစရင်မှိုင်းမှုဖြစ်တာလေစသဖြင့်အဲ့ဒီ data အချက်အလက်တွေကရွေးကောက်ပွဲကော်မရှင်ထံကိုတက်မှတ်ထားတဲ့ရက်အတွင်းမှာတက်မှတ်ထားတဲ့ငွေကြေးနှုန်းထားတွင်းပြီးတော့တရားဝင်ကန့်ကွက်ခွင့်ရှိတယ်တရားဝင်တိုင်ခွင့်ရှိပါတယ်သူတို့ချက်ဖို့ပါတီအပါဝင်ချင်းရှင်းပေးပါလို့အော်နေတဲ့သူတွေအဲ့ဒီဥပဒေမှာပါရှိတဲ့အခွင့်အရေးအတိုင်းတရားဝင်တိုင်ခဲ့တာရှိလား အဲ့တော့ဦးရဲမှာတရားဝင်တိုင်ခွင့်ရှိတယ်ဆိုတာကိုတရားဝင်မတိုင်တဲ့လမ်းဘေးကနေပောက်ပန်းလေးနဲ့ဖြည့်ရှင်းပေးပါဖြည့်ရှင်းပေးပါဟုတ်။အော်လာဒီ NLD ပါတီအစိုးရအနေနဲ့ဖြည့်ရှင်းပေးစရာအကြောင်းရှိတာ။ဖြည့်ရှင်းမဲ့ NLD အစိုးရကဥပဒေဖောက်ချက်တာ။ဟုတ်တယ်လေဥပဒေမှာရှိပြီးသားလမ်းကြောင်းတိုင်းမှားနေတယ်ဆိုရင်ဘယ်မဲဆန္ဒတွေကမှားတာလဲ။တိုင်းခရိုင်မြို့နယ်ဟောက်နံပါတ်ချက်ချင်းဘယ်ဘယ်ဒေသလဲ။အဲ့မဲရောမဲရောနံပါတ်ဘယ်လောက်လဲ။ဒီမဲရောဘာဖြစ်တယ်အဲ့ဒါရုပ်ဘောကော်မရှင်ကိုဥပဒေကြောင်းတိုင်းတင်ပေးလိမ့်။မဲဆန္ဒနဲ့တစ်ခုလုံးမဲတနိုင်ငံလုံးရဲ့ရက်လက်ကြီးကိုဖြည့်ရှင်းပေးပါလို့ပြောတာဒီဒါပါနဲ့ကွန်မန်နိုင်တိုင်းဘာလို့ခိုင်းတာလဲ။ကြေညာရှာတာမဟုတ်ဘူးလား။အဲ့တော့ ကဲသူတို့ကကျွန်တော်ပြောမယ်ဆိုရင်နိုင်ငံတကုတ်မှာရွေးကောက်ပွဲကြီးမှာပဲကိုယ့်ပါတီတော့ဝင်ကြိုင်တယ်အကဲကိုယ့်ပါတီကိုပြည်သူကမဲမပေးနဲ့အာမဲနိုင်တယ်မဲကိုယ့်နဲ့ဖြည့်ရှင်းပေးပါကိုယ့်ပါတီဖောက်လို့ရအောင်လားဆိုကဲအဲ့လိုအောင်လို့ရတယ်ဒါကျွန်တော်မေးကြည့်ရပါအဲ့လိုအောင်ခွင့်ရှိလားအော်အော်တော့အတိတ်နဲ့ရှိလားဥပဒေကြောင့်တန်းရှိတယ်လေဥပဒေကြောင့်ရဖြည့်ရှင်းနိုင်ပြီဥပဒေကြောင့်ရမဖြည့်ရှင်းနိုင်တဲ့လမ်းတွေကနေအော်နေတဲ့အရာကြီးကအတိတ်နဲ့ရှိလားဟမ်အဲ့တော့ကဲအခုသူတို့ဥပဒေကြောင့်တခုမှမဖြည့်ရှင်းခဲ့ဘူးဒါကိုအခုတူပါစကားပြောပါစီအတင်းအဓမ္မလွတ်တော်ကိုလွတ်တော်ကအတင်းအဓမ္မခေါ်လို့ရအရာအမှောင်ကျွန်တော်မသိတော့မေးကြည့်တာဟမ် ဒါတပ်ဖို့ပါတယ်ခေါင်းဆောင်ပြောပြောတဲ့စကားကြည့်ရမရှက်ဖူးလားမသိဘူးတို့လေလွတ်တော်ကအသေးအတမခေါ်လို့ရလားကျွန်တော်မသိတော့ပါဟမ်လွတ်တော်ကအသေးအတမခေါ်လို့ရလားဟမ်အသေးအတမခေါ်ပါဦးတို့ခေါ်ချင်တယ်ပါတယ်မဟုတ်ဘူးဟမ်လွတ်တော်ကိုယ်စားလှယ်လေးလေးအသေးအတမသွားခေါ်လို့မရဘူးတက်မှတ်ထားတဲ့လှုပ်ထုံးလုံးကြီးဥပဒေအတိုင်းဘယ်နေ့ဘယ်မှာလွတ်တော်ဖွင့်မယ်လွတ်တော်ပြန်ရစမယ်အဲလွတ်တော်လုံးငန်းစီပြန်စမယ်စတဲ့ပြန်ဆက်စစ်ဂျင်ညာပြီးတော့မှမလုပ်ရတယ်လွတ်တော်ခေါ်ယူရတာလွတ်တော်ဆိုတာအသေးအတမလမ်းတရားပါတယ်ခေါ်လို့ခေါ်ချင်တယ်ခေါ်လို့ရတယ်ရမဟုတ်ဘူးလေအဲ့ဒါကိုပြောရမှာအသေးအတမလွတ်တော်ခေါ်တယ်ကြည့်ဟမ်လိန်ညာပြောင်းလိန်နာကြည့် မျက်နှာပြောင်တိုက်ကြောင်လိမ့်တာကြည်စန္ဒနာစေအိုဆူဤအတူအယောင်ရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်များပြတ်သားစွာညင်းပယ်ရမည်ဟုတွန်အင်ထရူးစ်တိုက်တွန်းမြန်မာနိုင်ငံမှာစစ်အုပ်ချုပ်ရေးကိုပုံမခိုင်ပါစေပြီးနိုင်ငံတကာဖိအားတွေရှော့ချဖို့ကိုသာရည်ရွယ်ထားတဲ့စစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်တွေပြပြတတညင်းပယ်ရမယ်လို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွန်အင်ထရူးစ်ကပြောဆိုလိုက်ပါတယ် 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ကုလကိုယ်စားလှယ်တွန်းအင်ဒရုစ်ကအာဆီယံဟာမြန်မာနဲ့ပတ်သက်တဲ့မဟာပြူဟာပိုင်းမှာလမ်းဆောင်လမ်းခွဟုရောက်ရှိနေပြီလို့ပြောဆိုထားပါတယ်။ စစ်အာဏာသိမ်းဆိုရကလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလေးစားမှုမရှိဘဲပြစ်ပယ်ထားပါတယ်။နိုင်ငံရေးအကျဉ်းသားများစွာကိုထောင်ထဲမှာချုပ်နှောင်ထားပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကိုတားမြစ်ကာအယက်သားတွေအပေါ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေချိန်စစ်အုပ်စုကအာဆီယံကိုလှည့်စားမဲ့ရွေးကောက်ပွဲတစ်ခုကိုတရားဝင်အတိမတ်ပြုဖို့လိုလားနေပါတယ်လို့တွန်အင်ထရူးစ်ကပြောပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့စစ်ကော်မရှင်ရဲ့လှည့်စားမှုကိုတရားဝင်ဖြစ်စေမဲ့ဘလို့အရာကိုမဆိုရှောင်ရှားရမှာဖြစ်ပြီးရွေးကောက်ပွဲစောင့်ကြည့်သူတွေဆေးလွတ်ခြင်းကလည်းရှောင်ရှားရမယ်ထဲပါဝင်တယ်လို့ကုလအထုကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်ဒါအပြင် Trend Intrus ကစစ်အုပ်စုရဲ့အတူအယောင်ရွေးကောက်ပွဲကိုအတိမတ်ပြုခြင်းကမြန်မာနိုင်ငံကိုနောက်ပြန်ဆုတ်သွားစေပြီးသူတို့စစ်အုပ်စုရဲ့အဖြစ်တွေကိုကာကွယ်ပေးရရောက်သွားမယ်လို့ပြောဆိုထားပါတယ်။တော်တော်ပဲဆိုရင်ဆိုတာကတူထဆရပါဘော။ ဟုတ်ပလားပြီးလို့ရဲ့အတဲကြအမဲတပြားပြောဥစားနဲ့ဒိဗျာရှိလို့ဟောဟာအတဲကြအမဲတပြားအလကားဖြစ်သွားလားဆိုတော့ပြောပြမယ်ခီယာ2015မတိုင်ခင်မှာစစ်တပ်ထရေကနေဘောင်းမီချုပ်ပြီးပြန်ဖို့ပါတီမှာစီကံထင်းထင်းအပိုင်းကနေဝင်ရောက်ခဲ့တယ်2015ရွေးကောက်ပွဲမှာအေယာဝတီတိုင်းနော်အေယာဝတီတိုင်းဒေသကြီးမြောင်းမြမြို့နယ်မဲဆန်နတ်နယ်အမှတ်6မှာနေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်စံခိုင်ပါတီကိုကိုစားပြုပြီးဝင်ရောက်ရှင်းပြန်ရာပြန်ပဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်မန်ထွန်းကြိုင်အားမဲရနဲ့ပေါင်း9238မဲအပေါ်ဖြစ်ရှုံးနိုင်ခဲ့တယ်2015မှာဘယ်လောက်လဲပေါင်း9000တော့ 150စက္ကန့်ပဲမဟုတ်ဘူးနော်18239ပဲနဲ့2015မှာရုံးနေပြီးတော့ဒီညောင်ရညွတ်နဲ့မဲဆန္ဒနဲ့အမတ်လျှောက်ကနေဝင်ရှင်းပြိုင်တာနော်အမတ်လျှောက်မှာဝင်ရှင်းပြိုင်တာဘာဖြစ်လဲ18000ကျော်နဲ့ရုံးနေပြီးတော့နော်ရွေးကံမထိဘူး2015မှာအဲ့ဒီကနေမကျင်တတ်ဘူး2020ဆက်လာတယ်နော်2020နောက်ပြီးတော့သူကတက်ဖို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်နေပြီနော်အဲ့တော့ရန်ကုန်တိုင်းဒေသကြီးစိတ်ကြီးခဏောင်တုံမဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကြီးဝင်ရောက်ရှင်းပြိုင်ရတယ်လဲပြိုင်တဲ့က ပြိုင်ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်ကမဲရလက်8196မဲချင်းထပ်ရှုံးနေခဲ့အဲ့ဒါအသေးစားမဲရမရအလကားဖြစ်တာလားကိုယ်စောက်စီမရှိလို့အရေးချင်းမရှိလို့ပြည်သူကမရွေးချယ်တာလားဟမ်အဲ့တော့မင်းကျင်တာကအသေးစားကမဲတဲ့များဆိုရင်အခုလက်ရှိဒေါမန်ဆန်းစုကြည်ကိုခင်ဗျားတို့ထောင်ထဲဖမ်းချက်ထားတယ်နော်ရတယ် RND ကကိုယ်စားလှယ်လောင်းတယောက်ဘယ်သူမှမတိနဲ့ RND ကလက်ရှိ2020မှာပါခဲ့တဲ့ကိုယ်စားလှယ်လောင်းတယောက်ပဲနော်တော်လိုင်းထဲမှာမရှိနေတဲ့လူတွေကတယောက်လောက်ပဲအဲ့ဒီခင်ကြီးနဲ့မဲနှစ်ပုံးထောင်လိုက်တယောက်တစ်ပုံးမြင့်မြင့် အရွေးခံရဲလားလို့ဟမ်ပြည်သူမရွေးချယ်လို့မနိုင်တာလေမနိုင်တော့ငံရောင်တော့မယ်ဆိုပြီးအာဏာသိမ်းခိုင်းတာလေတိုင်းပြည်ကိုဖျက်ခိုင်းတာလေဟမ်အဲ့ဒါကိုကြည့်ကလိန်ကကျစ်နဲ့နော်ဒါလိုကလိန်ကကျစ်တွေကတိုင်းပြည်ကိုတောင်းချောက်ဖို့လုပ်နေတာကြည့်အဲ့ဒါမြင်အောင်ကြည့်အာဏာမရသေးဘူးကလိန်ကကျစ်တွေပြောပြီးကလိန်ကကျစ်လုပ်နေတာဟမ်ကြည့်ဟောအကျင့်ကြီးတော်လည်းပဲတိတိကျကျတော့ကြောင်းဟင်းဒီလိုဖြစ်ရတာ အပြက်ကဘယ်သူလဲလို့မေးအဲ့တော့ရှိရတဲ့အဖွဲ့စီဒီအရမ်းမှာဆောက်ချက်ချောက်ပါတော့ဟာကျော်လကြီးကွာမင်းမရှာရင်မရှိဘူးလားသိဒီစကားပြောလားဟာတကယ်ကျော်လကြီးပါဟာဒီလိုလေအသက်ကြီးတာတင်ဖို့နီးတာပဲဗျာဘာမှတန်ဖို့မရှိတာတလုံးမောကောက်ကပေါက်ပြရစကားမျိုးပြောရင်းရတာအံ့ဩတယ်နော်တိုင်းပြည်ပြည်ထွက်ပြောတာနော်ဟမ်တော့တော့ကြည့်ပါလိမ့်ကြတာလေနော်ဘယ်စီမချိုးလေးဒီပေါက်ထွက်သွားတယ်ဟုတ်တယ်မလားဒီပေါက်မှာတကယ်ကောင်းတဲ့လူတွေပေါ်လာတယ်ကျွန်တော်ပြောလို့တိတ်ဆိတ်ကြည့်ချင်တယ်ကျွန်တော်နေနေလေးရတယ် မမမတကယ်ပြန်ပါလားမမမမလက်ကတည်းကချစ်အုံးနဲ့ထပေါ်လာတာဟမ်မင်းတို့ငပုမင်းရောက်နေအောင်သွားပြီးမင်းတို့ချက်ပေါ်ပါတီးကရှောင်းရှောင်းငိုပြီးအာနာသွားတိတ်တိုင်းနေအာနာတိတ်နေနော်အာနာတိတ်တာဒီဥပဒေကြောင့်များအာနာတိတ်တာလားဥပဒေမဲ့အာနာတိတ်တာလားနိုင်ငံတော်တမနာရဲ့အပါဝင်အစိုးရအဖွဲ့ဝင်တွေကိုမနက်9နာရီမှာဝင်ထမ်းတယ်မနက်9နာရီမှာကာလုံစည်းဝေးခေါ်တယ်အဲ့ဒါဥပဒေမဲ့အာနာတိတ်တာမဟုတ်လို့ဘာလုပ်တာလဲဥပဒေမဲ့အာနာတိတ်တာတော့ပြည်သူက၃ရက်တိတိအတန်တိုက်ပြီးနေပေးသေးတယ်နော်လက်နက်ကင်နဲ့အုံးကလေးလက်နက်ထကင်တာမဟုတ်ဘူးနော်အဲ့တော့အေးတိတ်စိတ်နေခင်ဗျားပြောတော့တိတ်စိတ်အေးချမ်းနေတဲ့တိုင်းပြည်ကို အာနာတိတ်လိုက်တဲ့အချိန်မှာဘာဖြစ်လာလဲပြည်သူကလက်မခံဘူးဖြစ်လာတယ်လက်မခံတော့အတန်တိတ်တပိတ်ဆိုပြီးတုံးရက်နေပေးတယ်ပြည်သူဆန္ဒတော့ခင်ဗျားတို့အလေးထားခဲ့ရင်ပြည်သူကလက်မခံဘူးအတန်တိတ်တပိတ်လုပ်နေတော့အာနာပြန်အံ့မယ်ဆိုအဲ့လိုက်မယ်ဆိုအခုလို့လက်မကိုင်ပရိမတ်ခတ်ပြီးရောက်လာစီအကြောင်းရှိလားမရှိဘူးနော်ထားထပ်ပေးသေးတယ်နော်ကဲတုံးရက်နဲ့အတန်တိတ်နေတဲ့အတွက်အာနာပြန်မပေးဘူးပဲထားနော်ဆန္ဒစပြကြတယ်ပထမပေးရက်၂ရက်၃ရက်၄ရက်၅ရက်တစ်ဖက်ထိပြည်သူတွေကဘယ်လိုဆန္ဒပြလဲနော်အရှိရဆန္ဒပြတော့ရင်အနောက်မှာဘာလုပ်လဲအမိုက်ကောက်တဲ့အဖွဲ့ကတိကျလိုက်တယ် ဲ့ချိန်မှာပြည်သူတွေကလမ်းလေးကခြံစည်းရောကအုံးနဲ့တထောင်းတော့ကြားထိုးဖို့ဝင်မထိုးဘူးမဖြစ်စည်းဘူးဟုတ်တယ်နော်တောက်ကြောတဲ့စကားမိုင်းလာခဲ့တဲ့လူအဲ့ဒါလို့ငိမ့်ချမ်းဆိုတာဆန္ဒပြတဲ့ပြည်သူတွေကိုခမားတော်တွေလူစုလူဝေးခွဲဖို့အတွက်တနတ်အစ်စ်တင်နဲ့စတင်ပြစ်ပြီးတော့မလုပ်လာတယ်ခစ်ကိုပြောင်းကြည့်ခေါင်းကိုပြစ်ဆိုပေရဲတဲ့ကောင်တွေ